အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က K Play Shout out ရဲ့ဖုန်းနံပါတ်ကိုကိုကိုတိုင်း ATM ဘူးမှာဒီ K Play Shout out ရဲ့ single ကိုအပီ channel ကိုပျော်ပြပေးတော့မှာဖြစ်ပါတယ်ဒီ season လေးမစတဲ့ခါမှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့ပြောပါရစေโอเคဒါဆိုရင်တော့စလိုက်ရအောင် ပထမအဆုံး ATM ဘူးမှာဘဏ်ကတ်ကိုထည့်ပေးပါပြီးရင်တော့ဘဏ်ကတ် password ကိုဒီနေရာမှာရေးထည့်ပေးပါမယ်ရေးထည့်ပြီဆိုရင်တော့ဒီ online လေးမှာရှိတဲ့ english ဆိုတဲ့နေရာလေးကိုထပ်လိုက်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီဖက် online လေးမှာရှိတဲ့ apply for or service ဆိုတဲ့နေရာလေးကိုထပ်လိုက်ပေးလိုက်ပါမယ် ပြီးရင်တော့အပေါ်မှာရှိတဲ့ kplus ဆိုတဲ့နေရာလေးကိုထန်လိုက်ပေးလိုက်ပါမယ်။ထန်လိုက်ပြီဆိုတော့လည်းမိမိ kplus ချိန်ထားတဲ့ဖုန်းနံပါတ်ကိုဖြတ်မှာမို့လို့ဒီဖက်ဘေးဖက်အောင်းနားလေးမှာရှိတဲ့ cancel kplus ကိုထန်လိုက်ပေးလိုက်ပါမယ်။နှိပ်ပြီးဆိုရင်တော့မိမိ kplus နဲ့ချိန်ထားတဲ့ဖုန်းနံပါတ်ခြေလုံးကိုဒီနေရာမှာမှတ်မဲ့ကန်ကန်ထိပေးရမှာဖြစ်ပါတယ်။တကယ်လို့မိမိထိလိုက်တဲ့ဖုန်းနံပါတ်ကမှားနေတယ်ဆိုလို့ရှိရင် kplus ရှိထားတဲ့ဖုန်းနံပါတ်က မပြတ်ပင်တဲ့ကေပလဲနောက်ထပ်အသစ်6လိုရမှာမဟုတ်ပါဘူးအဲဒါကြောင့်ဒီနေရာမှာမိမိကေပလဲချိန်ရတဲ့ဖုန်းနံပါတ်အဟောင်းကိုချိန်ချင်တယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်အဟောင်းကိုမမဲကန်ကန်ဒီနေရာမှာထည့်ပေးရပါမယ်အဲ့လိုထည့်ပေးပြီးဖြတ်မှကျွန်တော်တို့ကေပလဲအသစ်ဖွင့်လို့ရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်မိမိကေပလဲနဲ့ချိန်တာတဲ့ဖုန်းနံပါတ်အဟောင်းကိုမမဲကန်ကန်ဒီနေရာမှာထည့်ပေးပါမယ် ုံးနိုင်မဲ့ TVB ဆိုရင်တော့ကျွန်တော်တို့အပေါ်မှာရှိတဲ့ core ကိုတစ်ခါထပ်နိုင်ပေးလိုက်ပါမယ်။ပြီးရင်တော့ OK ကိုထပ်နိုင်ပေးလိုက်ပါမယ်နော်။မိမိ cable ရှိတာတဲ့ဖုန်းနံပါတ်မှတ်ကင်ပြီဆိုလို့ရှိရင်ဒီလိုမျိုးစာတမ်းလေးပေါ်ပြီးတော့စလီလေးထွက်လာမှာဖြစ်ပါတယ်။မိမိထည့်လိုက်တဲ့ဖုန်းနံပါတ်ကမှားနေတယ်ဆိုလို့ရှိရင်စလီမထွက်ပင်နဲ့ဖျက်လို့မရပဲဖြစ်နေမှာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိ cable ရှိတာတဲ့ဖုန်းနံပါတ်ကိုမှတ်မှတ်ကန်ကန်ထည့်ပေးပါ ဒီလိုမျိုးစလစ်ထွက်လာမှာကျွန်တော်တို့က Gplex shutter တဲ့ဖုန်းနံပါတ်ပြက်ပြီဆိုတာကိုတွေ့နိုင်မှာပါ Okay ဒါဆိုရင်တော့ဒီလိုမျိုး sudden link ပေါ်ပြီးတော့စလစ်လေးထွက်လာမှာဖြစ်ပါတယ်မမီကေဘလက်ရှာတဲ့ဖုန်းနံပါတ်အဟောင်းပြက်ပြီးတော့ကေဘလက်အသေးချလို့ရပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်